ဒီနေ့တော့ဒီတနာချန်ခန်းကြီး6ဖြစ်ပါတယ်ဆိုတော့အားလုံးဒီကောဖျားနော်အခန်းကြီး6အငယ်1မှ6လူတို့တွင်အတွေ့များ၍နေအောင်၌ငံမြင်ရသော အမှုဆိုးမှုက အလုံးစံတရှိသည်မြပြေလောက်အောင်စီးစိမ်ဥစ္စာဂုံတရေကိုဖျားသခင်ပေးတော်လဲ ခံစားရသောအခွင့်ကိုပေးတော်မမူသောကြောင့်ကိုယ်တိုင်မခံစားရမဆိုင်သောသူတစ်ပါးဝင်၍ခံစားရသောအမှုသည်အနတ္တအမှုသို့သောအမှုဖြစ်၏လူသည်နှစ်ပေါင်းများစွာအသက်ရှည်၍တားတရားပင်ရှိ냐တော်လေအလိုဆန္ဒမပြည့်စုံဘဲတင်းကြိုခြင်းကိုမခံရဘဲတည်သွားလျှင်ထိုသူထက်ပြက်သောကိုဝန်သည်တာ၍မြတ်၏အကြောင်းမူကားပြက်သောကိုဝန်သည်အချင်းကြီးပေါ်လာ၏ မောင်မိုက်ထဲမှထွက်သွား၏သူအမိကမောင်မိုက်နှင့်ဖုံးလွှမ်းလျက်ရှိလိမ့်မည်နေကိုလည်းမမြင်ရအပေအရာကိုမျှမသိရသို့တော်လည်းအရင်ဆိုသောသူထက်သာ၍ချမ်းသာရ၏အကယ်၍အရင်ဆိုသောသူသည် အနှစ်နှစ်ထောင်အသက်ရှင်တော်လဲအကျိုးကျေးဇူးမရှိ အလုံးစုံတို့သည် တခုတည်းသော အရက်သို့တွားရကြသည်မဟုတ်လောငေခုနေမဆနှင့် လူကြိုးစားအားထုတ်သည်များတို့၌ဝမ်းဖို့သာကြိုးစားအားထုတ်တော်လဲစားခြင်းသောစိတ်မပြေနိုင်ပညာရှိသောသူသည် မိုက်သောသူထက်အဘယ်ကျေးဇူးရှိသနည်းအသက်ရှင်သောသူများရှေ့မှ ကြင်ကြံပြုမှုတတ်သောစင်ရဲသား၏အကျိုးကျေးဇူးကအဘယ်သို့နည်းကိုယ်တိုင်တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်းအကျိုးထက်သာ၍ကြီး၏ထိုအမှုရာသည် အနတ္တအမှု လေကိုချက်ဆန်းသောအမှုဖြစ်၏ရှိသည်မသောအချင်းအရာများကိုမှတ်သားနှင့်ပြီးလူ၏အချင်းအရာတက်တက်ဖြစ်သည်ကိုသိရ၏လူသည်မိမိထက်တကူချီသောသူနှင့်မပြိုင်နိုင်ရာအနတ္တတိုးပွားเสียအကြောင်းများပြားသည့်ဖြစ်၍လူသည်အဘယ်ကျေးဇူးရှိသည်အရိတ်ကဲ့သို့လွန်တက်သောအနတ္တအသက်ကာလပတ်လုံးလူ၌ကျေးဇူးပြည့်တတ်သောအရာကိုအဘယ်သူသိနိုင်သည်နေအောင်၌ လူနောက်မှဖြစ်လက်တန်သောအမှုရာတို့ကိုလည်းအပေသူပြောနိုင်သည်နီ။ Okay, now video မှာပြန်တွေ့မယ်။ Bye bye.